တခါတော့ကရွာတရွာမှစီကဲအရန်တင်းကျက်တယ်ဆိုပြီးနာမည်ကြီးတဲ့ဆရာမတယောက်ရှိတဲ့။သူမရဲ့နာမည်ကတော့ဒေါ်နွေနီးတဲ့။ကျောင်းသူကျောင်းသားတွေအတွက်တော့သူမဟာအိမ်မဆူကြီးပါပဲ။နာမည်ကြီးရုံနဲ့တင်းကြောက်လက်နေကြတယ်။အဲ့ဒါလို့ကျောင်းရတဲ့ဆရာမဒေါ်နွေနီးရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးကိုပြပြပေးမယ်နော်။မင်္ဂလာပါဆရာမ။ကဲအရင်ဆုံးအိမ်သာရီစစ်မယ်။ ်ပြီးခဲ့ကြလားမပြီးသေးတဲ့သူရှိရင်ဆရာမကိုပြောနော်နောက်မှသိရင်ပိုရိုက်ခံရမယ်အဲ့ဒီချိန်မှာမောင်မောင်တို့ခေါ်တဲ့ကျောင်းသားလေးတယောက်ကကြောက်လန့်နေတဲ့မျက်နှာနဲ့မတက်ရက်လိုက်တယ်ဟဲ့မမမနေ့ကပေးလိုက်တဲ့အင်စာတွေမပြီးခဲ့ဘူးလားဟုတ်ကဲ့ဆရာမတာမနေ့ကအိမ်မှာအမေကိုကူးလုပ်ပေးနေရလို့အင်စာမလုတ်ခဲလိုက်ရပါဘူးဆရာမဟဲ့အမေကိုကူရာကကိုရမယ်လေဒါပေမဲ့ကျောင်းသားဆိုတာကိုတော်ဝင်ကိုကြည်ပွန်ရတယ် ကျောင်းကအင်စာပေးလိုက်ရင်တခြားလို့ရမှာပေါ့ကဲမင်းမအပြစ်ရှိသလားမရှိဘူးလားရှိပါတယ်ဆရာမအဲ့ဒါဆိုလက်ဖြန့်လို့ပြောပြီးဆရာမတော်နဲ့ညီလေးမမောက်ရဲ့လက်ကိုပေးတဲ့နဲ့ရိုက်လိုက်တော့တာပေါ့ကျောင်းသားကျောင်းသူတွေကတော့ဆရာမတော်နဲ့ညီကိုအယံကြောက်ကြတယ်သူမရဲ့ပြုံးနေတဲ့မျက်နှာကိုလည်းဘယ်သူမှမမြင်ဘူးကြဘူးပြီးတော့သူမရဲ့စာတင်ချိန်မှာဘယ်သူမှအတန်မထွက်ရဲကြပဲစားပဲတိတိကျကျလိုက်လုပ်ကြရတယ် တကယ်လို့စာမွေးမှာအမှတ်နေရဆိုရင်လဲစုခံရတယ်။ဘိုးဘိုးမင်းရဲ့အမှတ်တွေကဒီလဘာလို့နေသွားရတာလဲ။အိမ်မှာစာတိချမလုပ်ဘူးလား။စာမွေးပွဲနေ့တုန်းကအိမ်မှာဖျောင်းနိုင်ကုန်သွားလို့ပါဆရာမ။အဲ့ဒါကြောင့်စာကြည့်တာမပြီးဖြစ်သွားတာပါဆရာမ။အဲ့ဒါဆိုစာမွေးပွဲနေ့မှပဲစာမကြည့်နဲ့ကျူးလုထားနောက်တစ်ခါကျရင်အမှတ်တက်လာအောင်လို့အမှတ်တင်ရင်တော့ဆရာမတုံးနဲ့တွေ့ရမယ်မှတ်။ဟုတ်ကဲ့ပါဆရာမ။ဒီနေ့မှာတော့ ်လွန်လွယ်နေစေသွားရင်မမောက်ရဲ့အမေဈေးရောက်နေတာတွေ့လိုက်တယ်။အဲ့ဒါနဲ့မမောက်အမေရဲ့ဆိုင်ကိုတွားလိုက်တာပေါ့။မမောက်အမေကဆီယမ်မကိုတွေ့လိုက်တာနဲ့ဝမ်းသာအားရပြောလိုက်တဲ့။မမောင်ကလေဆီယမ်မအရင်ကလေကျမကိုဈေးကူရောင်းဖို့လုပ်ပြီးပြီးရင်အိတ်အိတ်သွားတာအခုနောက်ပိုင်းတော့ဆီယမ်မကအိစာမပြီးရင်ရိုက်မှကြောက်လို့ဆိုပြီးတမ်အိတ်တော့ပဲစာရီလုပ်ပြီးမှပဲအိတ်တော့တယ်။ကျေးဇူးတင်လိုက်တာဆီယမ်မရဲ့ လို့မမအမေပြောတာကြားလိုက်ရတော့ဒွန်နယ်နီးရဲ့ရင်ထဲမှာဝမ်းနဲ့ဝမ်းသာတွေဖြစ်သွားရတယ်။အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ဒွန်နယ်နီးလည်းကလေးတွေရဲ့စာစီစာကုန်းတွေကိုဖတ်နေတာပေါ့။အဲ့ဒီထဲကမှထွေးညိုရေးထားတဲ့ကျမရဲ့အိမ်မက်ဆိုတဲ့စာလေးကိုဖတ်လိုက်တယ်။ကျမကြည့်လိုက်ရင်ဆ iam မဖြစ်ချင်ပါရဲ့။ကျမဆ iam မဖြစ်လိုက်ရင်ကလေးတွေကိုအမြဲပြုံးပြပြီးချစ်ပေးမယ်။မဆူမရိုက်ဖဲနေမယ်။ ညီမကိုចောင်းသားចောင်းသူတွေချစ်တဲ့ဆီယမလေးပဲဖြစ်ချင်ပါတယ်။ဆိုရင်စာလေးကိုဖတ်ရင်ဒွန်နယ်နီရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာတယ်။သူမကိုသူမပြန်တည်ရမိရဲ့။ငငယ်ကသူမဟာဆင်းရဲခဲ့တယ်။ဖခင်ဖြစ်သူရဲ့တင်းကျပ်တဲ့စီကံတွေ အောက်မှာပျော်ရွှင်ခွင့်မရှိခဲ့ဘူး။အခုတော့သူမခံစားခဲ့ရတဲ့ဒဏ်ရာတွေကိုသူ့ရဲ့ចောင်းသားတွေစီကို ပြန်ပေးနေမိမှန်းနားလည်သွားတယ်။ နောက်တနေ့မနက်မှာတော့သာသင်ခန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့မင်္ဂလာပါကလေးတို့ဆိုပြီးဒေါ်နယ်နီတယောက်ပြုံးပြီးနှုတ်ဆက်လိုက်တော့ကျောင်းသူကျောင်းသားအလုံးအံ့အားတင်းသွားကြတာပေါ့ဆီယမမနေ့ကအလုံးရဲ့စာစီစာကုန်းတွေကိုဖတ်လိုက်တယ်အလုံးရေးထားကြတာတော်ကြတယ်ကွယ်နောက်ပြီးဆီယမကသားတို့သမီးတို့ကိုပညာအရန်တက်စီခြင်းနဲ့စိတ်တခုထဲနဲ့အကြောက်တရားတွေပြီးခဲ့မိတယ် ဒီနေ့ကစားပြီးပျော်ပျော်ရွှင်ရွှင်နဲ့စတင်ကြမယ်နော်ဆိုပြီးပြောလိုက်တဲ့အားလုံးလည်းဝမ်းသာသွားကြတာပေါ့အဲ့ဒီညနေကျောင်းကအပြန်မာတော့တွင်တွင်နီတယောက်ဘိုးဘိုးရဲ့အိမ်ကိုဖျောင်းတိုင်တုတ်တီးကိုင်းပြီးသွားတော့တာပေါ့ဒါစာကြည့်ရင်သုံးဖို့ဆိုပြီးဆီယမတွင်တွင်နီကပြုံပြုံလေးပြောပြီးပေးလိုက်တော့ဘိုးဘိုးလည်းဆီယမကိုကြည့်ရင်မျက်ရည်တွေကျလာတယ်ကျွန်တော်တို့အားလုံးမှာဖြစ်ချင်တဲ့ဆန္ဒတွေရှိကြပါတယ် ဒါပေမဲ့တခါတရံမှာကိုယ့်ရဲ့အတိတ်ကအနာတရတွေကို သူများစီကိုပေးမိနေတတ်ကြတယ်။ဒွန်ွယ်နီလိုတင်းမာတဲ့သူတောင်မှနှလုံးသားရဲ့အတန်ကိုနားထောင်မိတဲ့အခါမှာတော့အရန်အလုံးပြောင်းလဲသွားခဲ့တယ်။ကြော်ရွံ့မှုကနေချစ်ချင်းမြတ်တန်စီကို ပြောင်းလဲသွားတဲ့ဒီဇယ်လန်လေးကနေပြီးကောင်းဆုံးသင်ငန်းစာတွေကို ရသွားမယ်လို့ထင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေကိုသဘောကျတယ်ဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ခင်နဲ့နော်